တရားထုတ်တာတရားထုတ်ကုန်မယ်ဆိုရင်မိမိတို့ရှုတိရမခန္ဓာကိုခန္ဓာသာသာလွတ်လွတ်လပ်လပ်ထားပါ ခန္ဓာကိုယ်မှာကြောက်ကြမဆိုင်ပါဘူးဝိပဿနာလုပ်ဟာခန္ဓာအလုပ်ကိုညာလို့ခန္ဓာပင်ကိုယ်သဘာဝကိုသိဖို့သတိထားတာကိုသတိပဋ္ဌာန်လို့ခေါ်တယ် ဒါကြောင့်ရသော်ဘုရားသတ္တောဘိက္ခုဘိက္ခုသံဃာနာတာရောခန္ဓာဦးသိငြိငြိနဲ့သတိထားကြည့်ပါမိမိရခန္ဓာရှိကို ရှိတဲ့အတိုင်းပင်ကိုယ်တိုင်းသိဖို့သတိထားတာခန္ဓာရဲ့သဘောတရားကိုဝေဖန်ဖို့ကိုယ်ကဲလို့အမိတ်ပေးဖို့မဟုတ်ခန္ဓာကြီးမိမိကိုယ်ကဲအမိတ်ပေးလို့ကြရတဲ့သဘောတရားကြီးလည်းမဟုတ်ဘူးအနတ္တသူ့လမ်းစဉ်သူ့သဘောဝတိုင်းသူ့ပြစ္ဆာသူ့ဆောင်ရ ဒါခန္ဓာကြောင့်လေးလာမလို့သိထားမယ်သဘောမိမိတို့ဒီတရားအထုတ်ခွင့်အခုချိန်ခန္ဓာကိုစောင့်ကြည့်အသေးခံမယ်အသိဉာဏ်ခန္ဓာမှာထားပြီးတော့ခန္ဓာပင်ကိုသိဖို့ပဋိကပ္ပလို့ထား ဤခန္ဓာမှာနာမည်ဆရူပ္ပသဣဒ္ဓတိသစ္စာတော်သိတတ်တဲ့သဘောနဲ့ဖောက်ပြန်တတ်တဲ့သဘောပဲရှိတယ်တဲ့ဒါတော့မြတ်စွာဘုရားအမြင်မှာကိုယ်ကမသိဘူးအဲ့ဒီထဲမှာယုတ်ပရမဆိုတာက ကိစ္စဘေဘူရူပံဝရိထဖြစ်သားရုပ်တတိသာပြီးသာခန္ဓာလဘုဒ္ဓရာသိမှာဆိုရင်ခန္ဓာစတင်တိဆောက်ကြရတာဖြစ်လာရှိလာတဲ့ရူပံဆိုတဲ့သဘောမင်းတို့ဘယ်လိုသိပါလဲ ဒီဓမ္မသဘောအကျင့်ခန္ဓာရဲ့အရှိတဘောဆိုတဲ့သဘောတရားဒီရုပ်ပတိဖောက်ပြန်တိုင်းဣတိထိုးကြောင့်ဘောဓမ္မသဘောထိုးသဘောတရားဒီရူပံရူပံမီဝါဖောက်ပြန်တဲ့သဘောပဲမြတ်စွာဘုရား ခန္ဓာရဲ့အစုပေါင်းစုရဲ့သဘောတရားတွေမှာခန္ဓာရဲ့ပင်ကိုဇာတိဖြစ်တဲ့ရူပံဆိုတဲ့သဘောဒီပါတဲ့မြတ်စွာဘုရားအဲ့ဒီရူပံဆိုတဲ့ဖောက်ပြန်မှုဟာမင်းတို့ဟာမျိုးလဲဆိုတော့ဒီတင်နာပြီးရုပ်ပတ္တိ မင်းတို့ပြညတ်သားနေပြီးတော့အေးတယ်ဆိုတော့လည်းတကယ်တော့အေးတယ်ဆိုရင်ပြညတ်ခန္ဓာကြောင့်သိရမဟုတ်ဘူးကိုကအပြင်ဘက်ကနေပြီးတော့သတ်မှတ်အေးတယ်ဒါလည်းပြည့်ရမယ့်သဘောတရားတော့ရုပ်ပတိဖောက်ပြန်တဲ့သဘောတတိယအလုံးဟာ ခန္ဓာရဲ့ပင်ကိုအရှိကိုရှိတဲ့အတိုင်းမှန်မှန်သိရတဲ့အလုပ်ဖြစ်တဲ့သွဲသူ့ပင်ကိုသဘာဝပေါက်ပြန်နေပါလားဒါကိုသိပါပေါက်ပြန်တဲ့လို့ပင်ကိုအရှိကိုရှိတဲ့အတိုင်းသိတဲ့အသိပေါက်ပြန်တဲ့လို့ အဲ့ဒီလိုပဲနောက်သိနိုင်တဲ့ဖောက်ကြံကိုအုံနေနာပြီးရုပ်ပတိပြညာကပူတယ်လို့ပြောတာလည်းပဲအမှန်သိလို့မဟုတ်အပြောတကယ်သဘာဝကိုသိဖို့ကြတော့ရုပ်ပတိဖောက်ပြန်တယ်လို့ ဓာရိခန္ဓာသိရဖို့အကျေးထုတ်လိုက်တော့ဒီဒုံနာရီဝူရောဒီပစ္စည်းရုပ်တိတိရူပခန္ဓာဘုံဟာအေးတာနဲ့ပူတာနဲ့လှုပ်တာနဲ့ငြိမ်းတာနဲ့ဆန့်ကျင်ဖြစ်တဲ့သဘောတရားလေ အမြင်မပြဂတ်တိဂတ်တိဆိုတိုက်ခိုက်နေတဲ့အတွက်ဟောပြန်ခန္ဓာစုစားရပြီးတော့အသေးခိုက်ရပထဝီဆိုရခဲ့မှာမှုတော့လည်းပဲဝါယောဆိုရလှုပ်ရှားမှုကိုတိုက်ခိုက် ုံနာတိရောဆိုတဲ့ပူတဲ့ဘောလည်းတိတတိရောဆိုတဲ့အေးတဲ့ဘောကိုတိုက်ခိုက်ဒီလိုနဲ့ပြီးတော့တိုက်ခိုက်တာဘရောမပြတ်နောက်ခန္ဓာပြီးအမြဲပေါက်ပြန်ပေါက်ပြန်တယ်လို့သိတာခန္ဓာရဲ့ပင်ရင်းကိုသိတာနာမည်တက်တယ်မဟုတ်ဘူးဝိပဿနာအလုပ်ပြီးပင်ရင်းသိတဲ့အလုပ် ပညာဆိုတဲ့နာမတမှုကိစ္စကိုပညာတွေထွက်တော့ဖယ်ထားတရားလုံးနဲ့မဆိုင်ပညာလို့ပြောနေဆိုနေမှတ်နေရတာမဟုတ်ဘူးပရမတ်ဆိုတဲ့အမှန်တရားဒီခန္ဓာကိုယ်ကသိနေနေရတဲ့စိတ်ကသဘာဝဟုတ်ပြီအဲ့တော့ပฏิပ္ပံအလုံးဆိုတာက ံရရဲ့ပင်ရင်သဘောတရားကိုသိဖို့ထူး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 ဘာမှမလုပ်အောင်သတိထားလိုက်ပါသိတဲ့သိရခန္ဓာမှာရှိနေခန္ဓာကြောင့်သိမှာပဲမတိုက်တွန်းအောင် မြတ်စွာဘုရားရဲ့သံဃာပြတ်ကြောင်းမဘုနိဗ္ဗာန်ရကြောင်းဆိုတာကာယဝိညာဉ်စိတ်ဓမ္မသတိခံ၄ပါးတခုခုကိုလေ့လာလေ့ကျင့်ခန္ဓာရှိသိဖို့ဈေသံကေသင်စီပရိက္ခဏဝိရဒဝိရဒောတေသအရိယမေကိုသမ္မာတုပ္ပေသဘာဝူ မဟာဝေကမေဃသွားရုပ်ပေါ့မြတ်စွာဘုရားဟောရေသာကျင်သူတို့ဟာပဋိပဒါနာကာယဝိနာစိတ်ကတော့ပဋိပဒါန်တခုခုသည်ဝိရဒောလမ်းမှန်လမ်းပြောင်းမဟုတ်ဘဲနဲ့ချွေရင်းနေမှာဆိုရင်ဝမ်းမာကောင်းစွာဒုက္ခခရဂါမိသေကုံရာဖြစ်တဲ့မဟုတ်တဲ့ကွာ အရိယမတ်ဂူရတော်ချူရင်ပတိမဆံမမှန်ရပတိထားကြမဟုတ်ရင်မိမိတို့လိုအပ်တဲ့ကောင်းတော်ဆင်းရဲကုန်ကြောင်းဖြစ်တဲ့အရိယမတ်ချူရင်မမှန်တော့လမ်းကြောင်းမှန်မှမိမိတို့ရအပ်တဲ့အရိယမတ်မှန်မယ်တော့လမ်းကြောင်းမှန်မှုဟာအဓိကအရေးကြီး အမှန်တရားတော့ရုပ်ဘရမဆိုတဲ့ပေါက်ပြမှုတွေနံဘရမပြောတဲ့သိမှုခန္ဓာကိုယ်မှာအမှန်ကျသိဖို့ကိုယ်သတိထားနံမတက်ဖို့မဟုတ်ဘူးစိတ်ကူးကြံစီဖို့မဟုတ်ဘူးအရှိဖြစ်တဲ့ပေါက်ပြမှုရှိတဲ့အတိုင်းပေါက်ပြန်လို့သိမှုဟာခန္ဓာရဲ့ပင်ရင်ပင်ကိုသဘာဝမူလား ဒါကိုသိပါဒါကိုသိရင်အမိခိုင်မအောင်ထက်ကြရကသိပါမြင်လို့သိမြင်တော့ဒိဋ္ဌံများတော့သိပါများများစားစားမှုဒီတမျိုးတွေခန္ဓာပေါ်ရှိတဲ့ရုပ်ပရမတိဒီတမျိုးတွေဟောက်ပြန်မှုသဘောကြီးအဲ့ဒါစီညံ့ မင်းတို့လောကပညာမှတ်လာတဲ့အမှတ်ကြီးပြောင်းပြီးတော့သိရမှာသာဝါ့ကိုအသိမြဲသွားဒီတမျိုးတွေကိုကျိုးကျိုးစားစားသိနေတာတတိပ္ပဏအလုပ်ပရမအလုပ်ဆိုတာသိရမှာအလုပ် ပြင်းရလို့မိမကိုကြပုဂ္ဂိုလ်သတ္တဝါခေါင်းကိုချင်လဲမှားတယ်လို့ပြောသိရမယ်လို့ဒီလင့်လာတဲ့ပုဂ္ဂိုလ်သိဖို့အရင်မဲ့ပြင်းရပြီးကြားတဲ့နားရလို့မှတ်ဖို့တကယ်တော့ ਪਰ မတ်ဒီကိုယ်တိုင်လေ့လာတဲ့ပုဂ္ဂိုလ်သိရမှာတရားတော့ ဒါပါပိဋိကဖြစ်တဲ့အတွက်တိရှိတဲ့ခန္ဓာရဲ့ဣရိယာပုတ်ဒီအကြောင်းကိုဒီပေါ်မှာမှန်မှန်ကန်ကန်သမာဓိရှိနေသိဖို့လိုတယ်ညာလို့ပညာလို့ရှိနေတဲ့ပေရင်အရှိကိုပေရင်တိုင်းအမှန်သိဖို့သာတတိထားပြီးဘုရားဆိုင်ပြီးသိလို့ မြတ်စွာဘုရားရဲ့တိပ္ပဌာန်းလမ်းညွှန်ပြဟာအင်မတန်ရက်ခံမှုတော်ကြာဘဝဝကြာမင်းတို့ခန္ဓာတွေရလို့ကိုယ်နဲ့နားနဲ့သိတဲ့စီသွားတာသူကလောကပညာခင်းတယ်ဘယ်လိုလဲဒီ ਪਰ မတ်ဆိုတဲ့သဘောတရားကိုသွားရလားဒါဟုတ်သိပါဘူး တော့ဝရမဖောက်ပြန်တဲ့သဘောလို့သိတာဟာမင်းတို့ကခန္ဓာကိုမရေမရှိခိုင်မာတည်တတ်တဲ့ခန္ဓာလို့ထင်တယ်အတ္တတတိကထင်တယ်အဲ့ဒါကိုကအတ္တတတိဖြစ်တယ်ဒါမင်းတို့ပင်ကိုငကုစိတ်ငကုလောကမှာပြီးတယ်အပြီး ရသော်ပြအဲ့ဒီပြင်းရင်ကိုစီးဖောက်ပြန်လေဆိုတော့ငြိမ်သက်မှုမရှိတော့ဘူးပြောခန္ဓာဒီတလုံးလုံးတယောယောတစီစီတလုံးလုံးနီးမျိုးစုံနဲ့ဖောက်ပြန်သူ့ပင်ကိုမင်းတို့ကခိုင်မာတဲ့အနေနဲ့ခန္ဓာကိုအကဲခတ်ပါရဒိဟိညာအကဲခတ်သက္ကာဒိဟိညာဖွယ် ခန္ဓာရဲ့ပင်ကိုကမငြိမ်သက်ပြောင်းလဲပြီးတော့မင်းမျိုးတို့သင်တဲ့ခိုင်မှန်းမှုတည်ဆတ်မှုညီသက်မှုမရှိဘူးလို့ခန္ဓာအပြောဟုတ်ဘူးသဘောနဲ့ကြားဒါမင်းမျိုးတို့ဟောက်ပြန်တဲ့သဘောလို့မှတ်လိုက်တာဟာပြည့်ညံ့တဲ့နာမည်တက်လိုက်တာမဟုတ်ဘူးသိကြဘူးဆိုင် ခန္ဓာရဲ့ပင်ရင်းပင်ရင်းတဲ့ခန္ဓာကပရမတ်ဖြစ်တဲ့အမှန်တိုင်းကိုသူကပြမင်းတို့ခိုင်မာတဲ့ထင်တဲ့အတ္တဒိဋ္ဌိမဟုတ်ဘူးဒီခန္ဓာလေးမငြိမ်မသက်ရွှေရှားပြောင်းလဲပြီးတော့အိုဘက်နာဘက်သေဘက်ကိုသွားနေတဲ့လောတရားအမှန်ခန္ဓာလက္ခဏာနဲ့ပြမင်းရဲ့ဒီလက္ခဏာကို သမိဉ္ဇဉ်နဲ့စိုးမြဲသောထက်ကတကဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဒါ၎င်းကိုညွတ်နေရတာပေါ့သူ့သဘောတတိပိတတိတတိပိတတိခိုင်ခိုင်မာမာသဘောပေါက်တော့ဒါဆက်ကစကကြည့်ရဆက်ကစကသိရဟောခန္ဓာရဲ့ပင်ရင်းကတော့ငါတို့အတ္တတိရှိနေခြင်းနဲ့အခိုင်မာမဟုတ်ပါလား ဟောပြန်တော့ကြာကြာသိတော့မြန်မြန်သိတော့အခိုင်မဆွဲတဲ့ဘုဒ္ဓဂံကပုရုဇံကိုပတ်ယူတယ်အတ္တဒိဋ္ဌိမပြုတ်သေးသည်တဲ့အောင်တော့မှယော့သွားအားနေတော့ဟောပြန်တယ်လို့စသီးကြရရတဲ့အကျိုးဟုတ်ဒီကမှုခံမမှုမရှိတဲ့သဘောတရားစုတွေပါလား သဘောဉာဏ်သက်ရောက်ပြီများအကျိုးတရားရပါတယ်။တော့ဖောက်ပြန်တယ်လို့လမ်းလျှောက်ဖို့မှမလို့ပြန်လာရောမဟုတ်ဘူး။မမိစိတ်ထဲသဘောထဲမှာသက်ဝင်ပေါ်အောင်လို့ပြရဩတကယ်ကိုမြင်သက်ခိုင်မာတဲ့သဘောမရှိပါလားခန္ဓာ မရှိတဲ့တိုင်ရင်မိမိတို့တစ်စီးစင်းနဲ့ရင်ရောအိုမဲရောပါဗျာအနာတိတ်ဆက်သိတော့ကြတယ်အများကြီးပဲကိုလည်းအခုသေလန်းသွားနေတာအဲ့ဒါပရမတ်တို့ရဲ့လမ်းမှမှုအဲ့ဒီလမ်းမှနဲ့ပရမတ်ကိုသိသွားတာဟာပါဠိရောသံမာဒိဋ္ဌိမဇ္ဈိမပရိပာမက်ကဘာသာလို့ပြောတော့အမှန်သိအမှန်မြင်သွားတယ် ခန္ဓာရမှန်ကုန်ဒီပေါက်ပြန်တဲ့သဘောလို့မြတ်စွာဘုရားလမ်းညွှန်ချက်ပြတယ်။ကိုယ်ကလမ်းညွှန်ချက်တိုင်းလိုက်နာပြီးတော့လေ့လာတယ်လေ့ကျင်တယ်။ဘောပေါက်ပြန်တာဒီကတကယ်ပဲတကယ်ကိုပေါက်ပြန်တော့ခန္ဓာဒီခိုင်မာတဲ့သဘောတည်တတ်တဲ့သဘောမရှိပါလားလို့ဒီမှာရတော့လေ့လာလို့ဒီအသိဉာဏ်သက်ဝင်ရင်မင်းတို့အကျိုးတရားရပါဘူး။ က်ကြက်သက်ဝင်ရင်ကိုယ့်ဟာကိုယ်ဘလောက်သတိဉာဏ်နဲ့ဝင်သွားလို့ဆိုကိုသိပါလေ။အမိမောက်ကြပုဂ္ဂိုလ်သတ္တဝါမှတ်လာတဲ့အမှတ်နဲ့ခန္ဓာရဲ့ပင်ကိုယ်သဘောတရားကိုသိတဲ့အသိနဲ့ဖလှယ်မယ်အသိချင်းပြောင်းမယ်။ပြောင်းနိုင်ပြီဆိုရင်တော့အာမလဝိဘောဓပန်တော်အာဟုလိဘောဓတော်နိယတော်သံဃောတိပရာဏောသာလိုအပ်တဲ့ပန်းတိုင်းပထမဆင်းရောက်သွားတာ ဘာခဲ့လဲဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတဲ့ဘယ်တော့မှမရမနာဖောက်ပြန်နေတယ်လို့နေထိုင်ပွားလာရင်စွရင်ပေါ့ရင်ဘယ်ချင်းမစိုးသိလို့ကိုယ်သိအရင်ခိုင်မှာသွားကိုယ်ပန်းတယ်ကိုယ်အရင်ရောက်ကျိုးစားပါမင်းမရှိဘူးသိဘူးသဘာဝတရားတို့ခန္ဓာမှာပြည့်ပြတ်သိစရာရောကော ပင်ကိုအရှိကိုသိဖို့အတွက်ဘယ်နည်းနဲ့မှခန္ဓာကိုနှိမ့်ဆက်ပြီးတော့မရှာဘူး။အတိမန်နဲ့သမာဓိဒီခန္ဓာကိုကတ်လိုက်ကြတဲ့အသိတော်တာ။သူကဘယ်တော့မရဖဲ။ယေဆောပြာဒါဝုဒရီတော်တော်ကြီးဟာမြင့်မြတ်ကြီးအစည်းသာမရသလို။သိကျင်နေစေသည်လူရ။မင်းတို့ကြိုးစားရတာခန္ဓာကိုပေးတည်ပြီးတော့လုပ်ရတာမဟုတ်ဘူး။ အဝိညာဉ်ခန္ဓာမှာမပြတ်သည့်နိမေတဝါယံလာယံစာယံတော့ယံအဲ့လိုသမဗရံဆိုလုံးလဝရိယဟာခန္ဓာကိုယ်ကြီးကိုသမဗရံလောက်ရတာမဟုတ်ဘူးအဝိညာဉ်ကိုသမဗရံနဲ့မသိမနေဓာမျိုးထားရတဲ့သမဝါရမမျိုးအာတာပိမျိုးအရကဝိပဒကမျိုးအဝိညာဉ်ကလိုရင်ခန္ဓာမသိပြော မိမိတို့ဘုရားဘာလာဘုရားဝါဒီဖြစ်ပြီးတော့မြတ်စွာဘုရားသာသနာတော်မှာအဆင်အမြင့်ဆုံးဆိုတဲ့တတိပ္ပံအလုပ်ကိုစိတ်ဝင်စားတယ်ပါရိယာပို့လို့မိမိတို့ဒီဖြစ်ရောက်တော့အင်မတန်ကိုကံကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်တယ်လို့အလိုရကူပြီးလို့ရပါရဲ့နဲ့ဘုရားဘာသာအမိခံတဲ့ပုဂ္ဂိုလ်တွေဒါလို့မသိတာတရား အရေးအတွက်နဲတာဟုတ်ဒီကြားထဲမှာမိမိတို့သိပွင့်ရလို့သိရတဲ့ပုဂ္ဂိုလ်ဟာဘာအရေးမှစိုက်ရတာမဟုတ်ဘယ်နဲ့ကိုယ်ခံတယ်လို့ကိုယ်သတိထားပြီးတော့သိခြင်းနဲ့စိတ်နဲ့ခန္ဓာကိုလေ့လာခဲခတ်နေတယ်သိရတယ်ဆိုတာဒီလောက်ပါရမီကောင်းတဲ့ပုဂ္ဂိုလ်ဒီလောက်ကုသိုလ်ပြီးတဲ့ပုဂ္ဂိုလ်ဒီမြတ်စွာဘုရားသာသနာတော်မရှိတော့ ပါကနာနောက်ပိုင်းမိမိတို့သက်တမ်းနောက်ပိုင်းဖြစ်နေတဲ့ပုံစံဒီမှာမြတ်တိုက်သိတိုက်ဘုရားသာသနာမှာစိတ်ဝင်စားပြီးတော့နေကျင်နိုင်တယ်ကြိုးစားပြီးတော့လုပ် ခန္ဓာရဲ့ပင်ကူသဘာဝတရားကိုမင်းတို့လုံးဝပြောရမယ်ကြောက်ကြစိုက်ပြီးလုံးဝတာမဟုတ်သေးနဲ့ပင်ကူရှိတော်ရှိတဲ့တိုင်သိဖို့အမိပြောရတဲ့ကိစ္စကခဲတဲ့ကိစ္စမဟုတ်ကိုယ်ခန္ဓာနဲ့ကိုယ်သည်လုံးလုံးထင်ထင်ရှိရင်ဒါကိုယ်အကျိုးတရားအတွက်ပါလာလို့သိရင် ဖိယုစာပြီးတော့မှန်တရားကိုသိပါအမှန်တရားကိုတတိပ္ပဏီနဲ့မရှာမခွေပဲနဲ့ပြည့်လေတော့ဖြစ်တယ်အပြင်ပညာအာယုံနဲ့သာပြောမယ်ဆိုရင်တော့အနာတိဆိုတဲ့အဆမရှိတဲ့သံသရာကလာသလိုအနန္တအဆုံးရှိတဲ့သံသရာတော့အောင် ဟောဒီကြတဲ့ပါရမီပို့လို့ကုကုလိုအထောက်ပံ့လေးရှိလို့အဲ့ဒီဘုရားမအနာကအဆုံးရှိစရာကိုဘုရားပုဂ္ဂိုလ်ဆောင်မှာဂျားရရဖြက်လန်းမြတ်စွာဘုရားသာသနာတော်လာပြီးတော့ကြည်ညိုခွင့်ရစိတ်ဝင်စားမှုဖြစ်တယ်ဓမ္မိမလို့ပါရမီနဲ့ကျင်းလို့ဖြစ်တာမဟုတ်ဘူးဂျားမိမလို့ပါရမီကနေပြီးတော့ကျွတ်လန်းလွတ်လောင်းနောက်ကနေပြီးတော့ဖြစ်လာခဲ့တဲ့ပါရမီအတိုင်း ကြုံပြီးအားထုတ်ပြီးတော့တိုက်တွန်းသလိုလာကြုံပြီးတော့အားထုတ်ဖြစ်တာမိမိတို့ရဲ့ပါရမီအထောက်အပံ့မဖင်းဘူးပြစ္ဆုတ်ပံအခုဘုရားမှာလည်းပဲအဲလေလာခြင်းနဲ့စိတ်ဝင်စားတဲ့ကုလိုဆက်အဲ့ဒါလည်းပဲကြုံလို့ဆုံလို့တိုက်တွန်းလို့ဖြစ်တဲ့ကိစ္စအင်းနာအကြောင်းဆုံးလို့ဖြစ်တာ ရမယ်ကိုယ်အကျိုးအတွက်မှာစူးစမ်းပြီးတော့အားထုတ်အချိန်နည်းတော့ယူမိမိတို့ခန္ဓာမှာတတိထားပြီးတော့သိဉာဏ်မှာလို့မသိတော့ဘူးဆိုတော့တတိလွတ်ပြီဆိုတော့သိကြပြီအဲ့တော့ဒီအချိန်လေးမှာခန္ဓာကြောင့်ပြီးပြီးပြင်းပြသိအောင် သိတတ်တဲ့စိတ်အပြင်မပေါ်အောင်သတိနဲ့ထားပြီးတော့ခန္ဓာရဲ့ပြင်းရသွားဖို့သဘောဝရှိတဲ့အတိုင်းထောက်ပြန်တယ်လို့ရိုးရိုးသိပါမှန်မှန်သိပါသ မငြိမ်မသက်ပြောင်းလဲတတ်တဲ့သဘောတရားဖောက်ပြန်မှုကြာခန္ဓာအနှံ့မှာဘာမှတော့ခန္ဓာကအိဟိပတိကိုဆိုတဲ့လာကြည့်စမ်းပါလို့ခေါ်ပြမလို့တဏှာရမှာဖြေရှားတဲ့ဖောက်ပြန်မှုတွေ့သလိုနောက်ခန္ဓာတော်တော်လိမ့်လာပြီးတော့ ကိုရှုကျင်တဲ့နေရာသိကျင်တဲ့နေရာကိုအာရုံစိုက်လို့ကြည့်ရတယ်။သူလည်းဖောက်ပြန်နေတဲ့ဘောကြီး။နောက်တော့ခန္ဓာရဲ့သဘောတရားဟာတဏှာရာကိုတတ်မှတ်ပြီးတော့သုံးစိုက်လောက်ရတာမဟုတ်ဘူး။ခန္ဓာတစ်ခုလုံးဆံရချေရဖွဲ့စည်းထားတဲ့သဘောတရားတွေကဖောက်ပြန်မှုသဘောတရားအားလုံးပဲ။အမင်းခန္ဓာဟောတာတတိပလွတ်ရင်တော့ ရှုခြင်းနဲ့နေရာရှုဖောက်ပြန်နေတာဒါကြောင့်ခန္ဓာရဲ့ဖောက်ပြန်တဲ့ဆိုရေရောအူမင်းတွေရောက်တော့လဲတကူလုံးဆံပြချင်ပြတိအင်္ဂါစိတ်ပိုင်းအားလုံးကြီးရောတာအဲဒီရဲ့တစ်ဆင့်နာရက်စီရောက်တော့လဲပဲတကူလုံးအဲဒီရဲ့စီရောက်တော့လဲခန္ဓာတကူလုံးပျောက်သွားပါလားအဲ့ဒါပရမတ်တို့ရဲ့ပုံကူအမှန်တရားဆိုတာအဲ့ဒါတော့မှန်တယ် ဘုရားဝေဒီဥပ္ပါရပါမဘုရားမြေတော်ဘုရားဒီနဲ့ကကျုံးနေတယ်အမှန်တရားမှမသိဘူးအခုသိခွင့်ရတယ်ဒါအနာအကျိုးရှိတဲ့ကိစ္စကျိုးစားလေ့ကျင့် 那请闭上。Oh,